ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ငါရခမရမိသားစုဝင်တွေအားလုံးကစပိုမူးတွေပါ ဆိုလားပဲဒါပေမဲ့လည်းငါကနေရှာပါငါမိဘကြီးမှတော့မှငါလက်ရအောင်လူရန်ရအရန်ကြိုက်ကြတာကိုလူရန်ကငါလက်ရအောင်စားပြီးတော့ယူမှုဖြစ်သွားတာကြီးပဲ ဒီလိုပြောရင်ကနီရှာလင်သူ့မိအင်းကအကြောင်းတွေကိုပြန်ပြီးသတိရနေပါတယ်။သူဟာတည့်ရမှာတော့အလုံးကိုမလိုက်ချက်တွေလှုပ်ကြီးလိုက်တာမို့သူ့လက်ရာကိုစားပြီးတိမ်လုံးကချီချူးနေကြပါတယ်။ဟာတမီနင့်လက်ရာကောင်းလိုက်တာလုံးဝအစာရရောက်နေလက်ရာအတိုင်းပဲ။ဒီလိုသာဆိုရင်တော့လေရခမအိမ်ကိုရောက်ရင်တမီအိမ်မှာချက်တဲ့လက်ရာနဲ့တွေလေတအိမ်လုံးကချစ်သွားကြမှာသိကြရဲ။ဟုတ်တယ်မမစပုံငူရီထက်တော့မမလက်ရာပို့ပြီးတော့ကောင်းသေးရဲ့။အမအကိုချွေးမတော်ရမယ်သူတွေရတော့လေ။ အရန်ကိုကန်ကောင်းတော့မှာပဲအမလိုမျိုးဟင်းချက်လက်ရကောင်းလုံးနဲ့ချွေးမအောင်ချွေးမတော်ခွင့်ရလို့လေကျေးဇူးပါရှင်ဒါပေမဲ့ငါကတော့စပုံမှုကိုသွားရှင်လို့ပဲရပါမလဲဒီလိုမျိုးအရင်တုန်းကသူ့အကြောင်းတွေကိုပြန်တွေ့ရင်နီးရှာလေးပြောလိုက်ပါရယ်ဒီနေ့တော့ပထမအဆုံးမိဖို့ကြောင့်ဝင်အမြဲတမ်းသူတို့စားဖို့အတွက်စပုံမှုလက်ရပဲစားတဲ့ငါရခမရီယာငါလက်ရကိုပဲဆွဲလန်းသွားအောင်လို့အကောင်းဆုံးချက်ပြရမယ်ဒီလိုပြောပြီးထမင်းဟင်းတွေကိုချက်ပြုတ်ဖို့အတွက် သူဟာအရင်ဆုံးဂျုံတွေကိုနေလိုက်ပါတယ်။ပြီးတော့တီးနံတွေကိုလှိဖြတ်ထားပေမဲ့တကယ်တမ်းကျတော့မိဘတွေမှာပစ္စည်းတွေကရင်းကိုများနေတော့မို့သူလည်းရုံထွေကုန်ပါတယ်။မိဖို့ကြောင့်ရဒီလောက်ကျေပါရဲ့ဆိုမှပစ္စည်းတွေဒီလောက်အများကြီးဘလို့လုတ်ပြီးရှိနေရလဲ။ငါတို့ရဆင်းရဲတဲ့မိဖို့ကြောင့်လေးမှာဆိုရင်ငါလိုဒီလောက်လေးပဲထားပြီးတော့ချက်တာလေ။အခုကျတော့ဒီမလိုရာရောမလိုရာရောအများကြီးပဲ။ဒီလိုပြောပြီးနီးရှာလေးနောက်တစ်ခါပြန်ပြီးထမင်းဟင်းတွေကိုခြံနေပါတယ်။ ီးတော့သူ့ရဲ့ပထမဆုံးမိဘကြောင့်ဝင်တဲ့နေ့မှာတော့တိန်လုံးတွင်နုထမင်းပူရီအသီးနှံနှံ့တွေရင်ဘင်းဟင်းတွေရင်ခရင်ကျင်းသည့်ပါစတာတွေရဲ့ကိုတီချာလီကြကြနန္နာလှူထားလိုက်ပါရယ်အမေအဖေထမင်းဟင်းတွေဘလို့နေလဲရင်စားလို့တော့ကောင်းပါတယ်ချွေးမရင်ဒါပေမဲ့တခုခုတော့လိုနေတယ်လို့ပဲနေရတာမုံနေပါရီကိုတတိချာချာမထည့်ဘူးလားဟုတ်ပါမရဲ့အမဒီအာလူပလာတာကိုလေစားလေးနဲ့သာတတိချာချာလေးလုံးလိုက်မယ်ဆိုရင်တော်တော်စားလို့ကောင်းပါ အစားတောက်တည်းကတော့ကောင်းပါလေဒါမဲ့လူနေတာကတော့ဟုတ်တယ်နေရှာငါတို့ဒီမှာကိုယ်တိုင်စက်ထားတဲ့ရာသာမုန်တွေပါတွေကိုအချိုးကျကျထည့်လိုက်မယ်ဆိုရင်တော့ပူပြီးရတာရှိသွားမှာဟာဟာဒါမဲ့အတော်ကြာမှဒီလိုစားတောက်တွေစားရလို့ငါတို့အရင်ကြိုက်တယ်အဲ့ဒီစားတွေရာသာမုန်တွေကအဲ့လောက်အေးမပါပါဘူးချွေးမာလေးရဲ့အကုန်ကောင်းပါလေရှိလျှောက်တတိထားလိုက်ပါမယ်ဒါနဲ့ကျမခရမ်းကြီးဒီပါစတာလည်းလုတ်ထားသေးရယ်စားကြည့်မလားယင် ။အိုးတော်ပါပြီချွေးမလေးရဲ့နေလဲသိတဲ့အတိုင်ငါတို့ဟာစပူမှုတွေမဟုတ်လား။ဒီတော့နေတိုင်းလိုလိုနေတိုင်းနေတိုင်းငါတို့ကိုယ်တိုင်ချက်တဲ့ခေါင်းဆွေးကြော်တွေပါစတာတွေတယုံဟင်းတွေကိုချက်ပြုတ်လိုက်စားလိုက်နေယူအိမ်နေပြီ။ဒါဆိုကျမစားကြည့်ပေးမယ်မ။အင်းအမလိုက်ရတော့မစိုးပါဘူး။ခင်ရင်ဒီထဲထားရလဲအဆက်ဟတ်တယ်။ဒါပေမဲ့တောင်ငရုတ်သီးနှစ်လေးထည့်ပြီးတော့နည်းနည်းလောက်ထပ်ပြီးတော့ကြော်လိုက်မယ်ဆိုရင်တော့ပို့ပြီးတော့ရတာရှိမှာ။ကျွန်တော်ကတော့ကောင်းပါရဲ့။ဒီဆန်ဝစ်လေးတစ်ချက်လောက်မြည်ကြည့်လို့ရမလားနေရှာ ရော့ပါဒါကကျမတကယ်အတင်းနဲ့လက်လက်ဆက်ဆက်လေးနဲ့လှုပ်ထားတာလေကျမညီမလေးကဒါမျိုးဆိုရင်အရန်ကြိုက်တာနေတိုင်းလူလူကျမကိုလှုပ်ကြည့်ခန်းကြလေဟမ်သူကနေတိုင်းလူလူကိုစားတယ်ဟုတ်လားဒါမဲ့ငါတော့ဒါကိုတမ်းမဲ့မေးလို့ထင်နေအရသာလေးပေါ့ရီအဲ့ဒဲကိုကြက်ဥတီထောပတ်တီနည်းနည်းလောက်ထည့်နိုင်ရင်တော့လုံးဝကိုကောင်းသွားမှာသေးကြရင်ဒီနေ့ကတော့နီရှာအတွက်ပထမဆုံးမိဖို့ကြောင့်ဝင်ချင်းဖြစ်ပြီးတော့သူဟာအလုံးကိုချစ်စနိုးနဲ့ချက်ပြုတ်ထားပေးခဲ့ပေမယ့်ဘသူစီကမှသူကချီးကျူးမခံရပါဘူး ဒါပြင်တယောက်တစ်မျိုးဝေဖန်နေတာတောင်ခံနေရပါသေးတယ်။ဒါကြောင့်သူလည်းအရင်ကိုစိတ်ညစ်သွားခဲ့ပါတယ်။ခဏကြာမှတော့အင်သူအင်သားတွေလည်းဇာတော်ပြီးထားသွားတဲ့အခါသမီးဟင်းတွေကတော့တော့ပလောက်တောင်ကြံနေပါသေးတယ်။ငါမေအိမ်မှာဆိုလူတိုင်းကငါလုပ်ပေးတဲ့စားစရာတွေကိုကြိုက်ကြတယ်။ပြီးတော့ငါဟင်းချက်မယ်ဆိုရင်တအိမ်လုံးကအရင်ကြိုက်နေကြတာ။တော်တရားလူတွေကတော့ဘာလို့ငါလိုက်ရအောင်တယောက်တောင်မှမကြိုက်ကြတာလဲ။ဝန်နေသွားတဲ့နေရှာလေးတယောက်ထင်းသမီးဟင်းတွေကိုစားလိုက်ပါတယ်။ ီလိုနဲ့ပဲရန်နှင်းငယ်ကြမှာတော့သူတို့အင်းကလူတွေဟာအကုန်လုံးစပုမှုဝိစုံတွေကိုဝတ်ထားကြတာမို့လို့တောက်ကိုကြည့်ပြီးနိရှာကမေးလိုက်ပါတယ်။ရှင်တို့တွေတနည်းရရကိုသွားကြမလို့လား။အိုးငါတို့ကစပုမှုတွေပါဆိုဒီလိုဝိစုံဝတ်ထားမှတော့အလုပ်သွားကြမလို့ပေါ့။ငါတို့ဟိုတယ်ကိုသွားမလို့ဒီနေ့ကမင်းရောက်ခမိုင်မှာပထမဆုံးမိဖို့ကြောင့်ဝင်ရတဲ့နေဆိုတော့ကိုသိပါတယ်။ဒါမဲ့မင်းဒီနေ့ထမင်းဟင်းချက်တာလူသွားတယ်ဆိုတော့နေလေစာကိုကောင်းတာလေးထပ်ပြီးစူးစမ်းပြင်ဆင်ထားလိုက်ကြည့်ပါ။ ငါတို့နေ့လေကြရင် ပြန်လာစားပါမယ်။အကိုတို့ပြီးကြပြီလား။လာ၊တွားကြစို့လေ။ဟိုတရကနေဖုန်းဆက်လာတယ်။ပါတီကြီးတစ်ခုအတွက်ချက်ပြုတ်ဖို့ရှိရလေ။မီတင်လုပ်မလို့ရဲ။မန်နေဂျာကလည်းပြောသေးရဲ။အဲ့ဒါမီတင်တက်ဖို့စောစောလေးလာပြီးကြပါအောင်တဲ့။ဒီလိုနဲ့ပဲသူတို့အလုံးလေးစပူမှုဝိဆောင်နေဝိခါသူဟိုတယ်ကိုသွားလိုက်ကြပါလိမ့်ဒီလိုနဲ့ဟိုတယ်ကိုရောက်တဲ့အခါမှာတော့ကြက်ကင်တွေချိုးချင်းကျော်တွေကိုနှီးမြုံစုံနဲ့ချက်ပြုတ်နေကြပါလိမ့်တစ်ဖက်ကနီရှာကလည်းဂျင်ကားဝင်ဟိုတယ်တွေက စပုံမှုတွေချက်တဲ့ဟင်းချက်နီးတွေကိုကြည့်ပြီးလိုက်ပြီးတော့ချက်ကြည့်ဖို့ကြိုးစားနေပါတယ်ကြည့်လိုက်တော့လေတိတ်မခတ်ပါဘူးလွယ်သားပဲဒါနဲ့ငါတော်ဘယ်ကနေစပြီးတော့လိုက်ချက်ရမလဲရပ်ပါရဲ့လေပို့ဖို့ပဲကြည့်ရင်လည်းချက်လိုက်တော့မယ်ဒီလိုနဲ့နီးရှာလေးခက်ခက်ခဲခဲဖုန်းကိုကြည့်ကဟမ်ဘာဂါတွေကိုလှုပ်လိုက်ပါတယ်နီးလေရောက်လို့တမိသားစုလုံးလေးနီးလေးစားစားဖို့ပြန်လာတဲ့အခါမှာတော့သူလေအားလုံးရှိမှဟမ်ဘာဂါတွေကိုခြာကျွေးလိုက်ပါတယ်ဟမ်အမဘာရီချက်ထားရလဲ အမလှုပ်ထားတဲ့ဘာဂါရီကလည်းပွက်ဆောင်းဆောင်းနဲ့ဆောင်းလိုက်ဘလို့နေလဲမသိဘူးကြည်ရတာနင်ကသမီးဟင်းချက်နီကိုကောင်းကောင်းမသိဘူးထင်နေနင်ဒီလိုဟာရီတော်မှတတိတတ်တ်မလှုပ်တဲ့ရင်လေသမီးဟင်းကိုဘလို့မြောက်ကောင်းအောင်ချက်နိုင်မှာလေစိတ်တော်မရှိပါနဲ့ချွေးမလေးရဲ့ငါတို့ဘိုက်ပြည်နေပြီနင်လှုပ်ထားတဲ့ဘာဂါရီကိုနင်မဲစားလိုက်တော့ငါတို့ဒီလိုဟာမျိုးစားနိုင်မေးလို့မထင်ဘူးအလုံးလေးနေရှာစားတောက်တွေကိုဝေပန်ပြုံးဆိုပြီးပြန်ထွက်သွားကြပါတော့ရင်တယောက်မှစားစရာတွေကိုမြည်တောင်မြည်မကြည့်ပါဘူး။ တောင်မြင်ပြီးတော့နေရှာလေးရန်ကိုစိတ်မကောင်းဖြစ်သွားပြန်ပါလေ။ဒါကြောင့်သူလည်းခန်းနေတော့ကငုံနေပါလေ။ဒီလိုနဲ့ပဲရန်နဲ့ငေးချသွားခဲ့ပြီးနေရှာဟင်းချလိုက်တိုင်းလေသူလည်းရောက်ကိုဘသူကမှမကြိုက်ကြပါဘူး။တရမတော့ကာဗိစီကိုနေရှာမိပါရီစီကဖုန်းလာတော့မှသူကနီရှာကိုပြောလိုက်ပါရဲ့ဒီနေ့မင်းမိဘတွေလာလေကြမလို့တဲ့အဲ့တော့မင်းဒီနေ့မိဖို့ကြောင့်ဝင်စီရမလို့ဒီနေ့ညစာအောင်ငါတို့စပိုမှုမိသားစုပေါင်းပြီးအကောင်ဆုံးဟင်းလျာတွေကိုချက်ပြုတ်ကျွေးမွေးပြမယ် ငါတို့ချက်ကျွေးတဲ့စားစရာတွေရောက်သူတို့ဘဝမှာတစ်ခါမှမစားဘူးတဲ့စားစရာတွေဖြစ်စေရမယ်။မင်းကဒီမှာပဲနေငါတို့ချက်လိုက်မယ်။ဒီလိုပြောပြီးနီးရှာရောက်ကမာတွေလည်းအကုန်လုံးစပုံမှုဝိဇ္ဇံတွေဝင်လိုက်တာမိဖို့ကြောင့်ကိုသွားလိုက်ကြပါလိမ့်။ပြီးတော့လုံးဝစပုံမှုတွေလို့ဒေဦးအကြီးကြီးလေးကိုစီရီထည့်ပြီးစတင်ချက်ပြုတ်ပါလိမ့်။ညီလာချွေးမလေးငါတို့ဘလို့ချက်ပြုတ်လဲဆိုတာဒါပေမဲ့စိတ်မပူပါနဲ့ငါတို့နဲ့နေရင်လည်းတစ်ဖြည်းဖြည်းတင်ယူသွားရင်ရပါတယ်။ တစ်ဖက်ကရောက်ခမဖြစ်သူကဒီနန်တွေကိုကြက်ကြက်နန်းနာနှိမ့်နေတော့မှာပဲရောက်ကတိဖြစ်သူကတော့ဒေဦးကြီးတွေမှာဟင်းမျိုးစုံကိုခြံနေပါတယ်ကာဗီကတော့ဘေးကနေကူနေပြီးသူညမက မုံတွေလှုပ်ဖို့အတွက်ဂျုံတွေကိုနေနေပါတယ်ဒီလိုနဲ့အချိန်အနည်းငယ်ကြာရတဲ့အခါမှာတော့အလုံးနဲ့အစားတောက်တွေကိုပြင်ဆင်လုပ်ပြီးသွားကြပါတယ်နောက်ဆုံးတော့အကုန်လုံးချက်လုပ်ပြီးသွားပြီအခုအမရမီသားစုတွေရောက်လာရင်လည်းရပြီဒီလိုနဲ့ခဏအကြာမှာတော့မိရှာမိပါတွေလည်းရောက်လာခဲ့ပါတယ် သူတို့ရောက်လာတဲ့နီရှာရောက်ခမတွေကထမင်းစားစပွဲမှာထိုင်ခိုင်းလိုက်ပါတယ်။ပြီးတော့နီရှာရဲ့ရောက်ခမရောက်ကတိရောင်းမနဲ့ရောက်ကြကမာစတာရှက်တွေလူမျိုးစားတောက်တွေကိုယူလာပြီးသူတို့ရှေ့မှာခြားပေးလိုက်ပါတယ်။ပြီးတော့သူတို့ကိုစားဖို့အတွက်ပြောလိုက်ပါတယ်။ဒါကကျွန်တော်ရဲ့အထူးဟင်းလျာအော်ဒီမှာလူကြိုက်အများဆုံးကြက်တလုံးချင်ဆက်ကြော်ပါ။ဒါရောပါစတာခောက်ဆွဲနဲ့အသားပြားဟမ်ဒါကဘာဟင်းနေလဲ ျမတော့အခုမှပထမဆုံးမြင်ဘူးရပဲကျွန်တော်တို့သိပါတယ်အများတို့ဓာရီကိုပထမဆုံးကြားဘူးမြင်မှုမယ်ဆိုတာဒါကြောင့်မေးကျွန်တော်တို့ကခမရတို့အတွက်အထူးစပယ်ရှယ်လုပ်ပေးထားတာပါကဲအခုဘလို့နေလဲစားပြီးတော့ပြောကြည့်ပါဦးနီရှာမိပါရီလိန်တခုချင်းစီသူတို့ချပေးတာတွေကိုစားနေကြပါတယ်။ဒါပေမဲ့သူတို့ဟာသူတို့သမီးချက်ကြီးတာတွေလိုမျိုးစားလို့ရတာမတွေ့ပင်ဖြစ်နေပါတယ်။အမေအဖေခဲမလေးဘလို့နေလဲရင်စားကြရရ အကူရုချက်ကျွေးတဲ့ဟင်းလျာတွေဟာကျင်ကားပွေဟိုတယ်ကနာမည်ကြီးဟင်းလျာတွေဖြစ်ပြီးတော့အကောင်းဆုံးလက်ရာတွေဆိုတာကိုသိပါတယ်။ဒါပေမဲ့ကျမကတော့ကျမမမလက်ရာကိုပဲကြိုက်တယ်။ကိုရုလက်ရာတွေကလေအမလက်ရာတွေလောက်တော့မကောင်းဘူးလို့ထင်နေ။ဟဲ့ဘလို့ပြောလိုက်တာလဲသမီးလေးရဲ့။ဒီတို့အရင်ကလေဒီလောက်ကောင်းတာမျိုးစားဖို့မှတော့မဟုတ်တော့ဘူး။ဒီလိုလက်ရာတွေကတကယ်စားရခဲ့ရနော်။ဘလောက်ပဲကောင်းနေပြောပြောပါအမကြီးရဲ့။ကျမတို့ကလေကျမတို့ရဲ့သမီးလေးလက်ရာကိုပဲသဘောကြတယ်။ ပြီးတော့သူ့ကိုလည်းရန်တတိယနေလို့သူ့လက်ရာလေးများစားရမလားဆိုပြီးတော့ဒီလိုလာခဲ့တာဒါပေမဲ့အမကြီးတို့အဲ့ခံပေးတာတွေကလည်းကောင်းပါလေလေဟုတ်ပါတယ်အမကြီးတို့ရေဒါဟိုတယ်တွေမှာပဲစားလို့ရနိုင်တဲ့လက်ရာပါဒါပေမဲ့ကျွန်တော်သမီးလေးလက်ရာနဲ့ရှင်လိုက်မယ်ဆိုရင်တော့ဘာမှမဟုတ်တဲ့လက်ရာလို့ပဲထင်ပါတယ်နေရှာမိပါတွေဟာစားစရာတွေကိုတော့စားလိုက်ကြပါတယ်ဒါပေမဲ့သူတို့ဟာစားစရာတွေကိုနည်းနည်းလေးမှတော့မကြိုက်ကြပဲဖြစ်နေပါတယ် ဒီလိုနဲ့ခဏအကြာမှာတော့သူတို့မိသားစုလည်းအားလုံးကိုအခန်းလေးကိုဝင်သွားကြပါရဲ့ပြီးတော့နောက်နေ့မနက်မှာလည်းသူတို့ဟာထပ်ပြီးစပုံမိုးဝတ်စုံတွေကိုဝတ်လိုက်ကြပြီးဟိုတယ်ကိုသွားဖို့အတွက်အသင့်ပြန်လိုက်ပါရဲ့ကဲချွေးမလေးဒီနေ့တော့နင်းမိပါတွေလည်းရောက်နေရဆိုတော့သူတို့ကိုနင်းမဲချက်ပေးလိုက်တော့သူတို့ကလည်းနင်းလက်ရအောင်ပဲစားချင်ကြတာဆိုတော့ငါတို့တော့သွားပြီးငါတို့ဒီနေ့ပါတီတစ်ခုကိုသွားရမှာလေတကယ်လို့သူတို့ကငါတို့လက်ရအောင်ကြိုက်သွားရင်နောက်လာမယ့်ပွဲတွေမှန်သမျှကိုငါတို့ကိုပဲအပ်မာတယ် ဒီလိုနဲ့ပဲတမိသားစုလုံးအင်းကနေထွက်လာခဲ့ကမွေးနေ့ပါတီတစ်ခုကိုသွားလိုက်ကြပါတယ်။ပြီးတော့သူချန်သားတွေထမင်းဟင်းတွေကိုပြင်ဆင်ပေးလိုက်ကြပါတယ်။ဒီခါမှပဲမန်နေဂျာကရောက်လာပြီးသူတို့ကိုပြောလိုက်ပါတယ်။ခမရူတွေဟင်းချက်ရမ်းကောင်းတာကိုကျွန်တော်သိပါတယ်။ဒါပေမဲ့ဒီပါတီကကျွန်တော်တို့အတွက်ရမ်းကိုအရေးကြီးတယ်။ဒီဟာကမြူတွေကအချမ်းသာဆုံးတထည်ကြီးရဲ့မွေးနေ့ပါတီပါ။တကယ်လို့တစ်ခုခုလိုအပ်တယ်ဆိုရင်တခါရင်မြည်ပြီးပြင်ဆင်ထားပြီးပါဆရာလုံးဝစိတ်မပူပါနဲ့ကျွန်တော်တို့အားလုံးအကောင်းဆုံးလုပ်ထားတာပါ။ ဇီယာကတစ်ခေါက်လောက်ပဲယုံကြည်ထားလိုက်ပါသူတို့အားလုံးကတော့သူတို့လက်ရာတွေအတွက်အရင်ကယုံကြည်မှုရှိနေကြပါတယ်ပြီးတော့စားဇီယာတွေကိုစင်ပေါ်တင်ပြီးနောက်ထပ်ယာရီကြီးတဲ့မန်နေဂျာကိုကြီးစံခိုင်းဖို့တွားပြလိုက်ပါတယ်ဒီခါမှာနောက်ထပ်မန်နေဂျာကမြည်ကြည့်ပြီးတော့သဘောမကျပဲဖြစ်သွားကပြောလိုက်ပါတယ်စော်ရီယာဘာလို့ဒီလောက်တောင်ပို့နေရတာလဲပြီးတော့ရတာမဟုတ်ရင်လည်းနည်းနည်းလေးပူထည့်လိုက်ရင်ကောင်းမယ်ထင်တယ်ပြီးတော့ဒီပါစတာကဘလူးပါစတာလေး ဒီလိုပါစတာကလမ်းမေးမှာရောက်နေရတာနေတော့ဘာမှမကွဲပါလားပြီးတော့ဘာရီထည့်လုပ်ထားတာလေချူချူကြီးဟိုဆရာကျွန်တော်တို့အရာကိုတေချာစီစဉ်ပြီးမှစနစ်တကျလုပ်ထားတာပါ ပြီးတော့ကျွန်တော်တို့ချက်ထားတဲ့လက်ရာတွေအားလုံးဟာလူကြိုက်များတွေကျွန်တော်တို့ကိုယ်ပိုင်လက်ရာတွေပါငါဒီဟိုတယ်မှာလုပ်လာတာနေ့အတော်ကြာပြီမင်းတို့လိုလက်ရာတွေကတော့တကားမှမစားဘူးသေးဘူးဒီတော့စိတ်မရှိပါနဲ့အခုဆက်လုပ်မယ့် project မှာခင်ဗျားတို့ကိုမပါခိုင်းနိုင်တော့ဘူး sorry ပါကျွန်တော်တို့ခင်ဗျားတို့လက်ရာတွေမကြိုက်ဘူး ဒီလိုမျိုးအရေးကြီးတဲ့ project ကိုသူတို့လည်းလက်လွတ်လိုက်ရပါတယ်။ပြီးတော့ manager ဟာသူတို့ရဲ့စားတောက်တွေကိုဖြစ်တယ်လို့ချက်တဲ့ဆိုပြီးစိတ်ဆိုးသွားကရှင်းပြလို့လည်းမရဘဲဖြစ်နေပါတယ်။ကျွန်တော်လည်းခမရတို့ကိုတီချာလုပ်ပါလို့ပြောရတဲ့နဲ့ခမရတို့ကတီချာမလုပ်ဘူးပဲ။ခမရတို့ကယုံကြည်မှုလွန်ကဲပြီးခမရတို့လက်ရာရေးဆိုလူတိုင်းကြိုက်မှာဆိုပြီးဖြစ်နေကြလို့သူများပြောတာနားမမဝင်တော့တာကိုဒါကြောင့်ခမရတို့အမားနဲ့ခမရတို့ပဲ ီလိုတွေဖြစ်သွားပြီးတဲ့နောက်မှာတော့သူတို့တမိသားစုလုံးလည်းနေရှာကိုသူတို့ပြောမိတာတွေကိုပြန်ပြီးတရိယာသွားခဲ့ပါတယ်။သူတို့ဟာနေရှာ ပထမဆုံးဟင်းချက်ကြွေးတဲ့နေ့မှာဒီလိုပဲပြောဆိုခဲ့တာကြောင့်ပဲဖြစ်ပါတယ်။အမေအမလက်ရာတွေဆိုရင်တမီးတို့အပြင်လူရင်းရဲ့စားကောက်နေလို့ပြောကြတာနော်။ပြီးတော့ဒီနေ့တမီးတို့ဟင်းချက်လက်ရာတွေကိုမကောင်းပြောခံရမှာခွေရက်ကလေအမကိုကျမတို့ဝမ်းပြုတ်ဆိုမိတာကိုတရိယာမိရဲ့။သူကလေဒီလောက်တောင်မှစူးစမ်းပြီးတော့တမီးတို့အတွက်ချက်ပြုတ်ပေးခဲ့ရအောင်။ ်ကျွေးမလေးဟာငါတို့ကိုအတော်ကြာမစားနိုင်ခဲ့တဲ့အိမ်ထမင်းအိမ်ဟင်းလေးတွေချက်ကျွေးခဲ့ပေမဲ့ငါတို့ကတော့ငါတို့လက်ရပဲကောင်းနေဆိုပြီးအထင်မှားခဲ့မိတာပဲတန်းတဲ့အားလုံးလေးသူတို့မအကိုသူတို့သဘောပေါက်သွားကြပါတယ်ပြီးတော့အိမ်ပြန်လာတဲ့အခါနီရှာချက်ပြီးထားတဲ့တာမန်အိမ်ထမင်းအိမ်ဟင်းလေးတွေကိုစားလိုက်ကြပါတယ်ဒါပေမဲ့ဒီတစ်ခါမှတော့သူတို့အားလုံးကထမင်းဟင်းတွေကိုတကယ်ကိုအားပါရရစားနေကြတာဖြစ်ပြီးအဲ့ဒီနေ့မှတော့အားလုံးကနီးရှာ ထမင်းဟင်းတွေကိုချီးကျူးနေကြပါတယ် တောက်ကိုကြည့်ပြီးနီရှာကလည်းအရင်ကို ပြောနေပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်